ရခိုင်ပြည်မောင်တော်အခြေဆိုင် Border News Agency BNA သတင်းဌာနကရခိုင်မျိုးသမီးသတင်းထောက်တယောက်ကို ULAA ထောက်လိုင်းရေးအဖွဲ့ကခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဒီအကြောင်းကိုကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ရခိုင်ပြည်မောင်တော်အခြေဆိုင် Border News Agency BNA သတင်းဌာနကရခိုင်အမျိုးသမီးသတင်းထောက်တယောက်ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်အရခါတက်တော် ULAAA ထောက်လင်းရေးအဖွဲ့ကပြီးခဲ့တဲ့စတင်မာလာ20ရက်နေ့မနက်7:00နာရီကျော်အချိန်မှာမောင်တော်မျိုးသူမရဲ့နေအိမ်ကနေလာရောက်ခေါ်ဆောင်တော့ရေလို့ BNA ကစတင်မာလာ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဖန်ဆီးခရရတဲ့အမျိုးသမီးမှာ BNA သတင်းဌာနကသတင်းထောက်မှုထရာဖြစ်ပြီးလက်ရှိမှာတော့မော်တော်မြို့မှာရှိတဲ့ ULA ထောက်လေရေယုံမှာစစ်ဆင်းနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စတင်ပါလာကိုရနစ်ကမော်တော်မြို့နဲ့တီဟိုအေကျောင်းမှာရှိတဲ့မရိုတိုင်းသာကလေးငယ်တွေမပြည့်မစုံတဲ့ပညာသင်ကြားနေရလို့အကူအညီလိုအပ်နေတဲ့ရုပ်သက်သတင်းကိုရေးသားဖော်ပြတာကြောင့်သတင်းထောက်မှုရာကိုမင်းမြတ်ဖို့ခေါ်ဆောင်တော့တာဖြစ်တယ်လို့ BNA သတင်းဌာနရဲ့အယ်ဒီတာချုပ်ကိုကောင်းမြတ်နိုင်ကပြောပါရယ် ဆိုတော့မနေ့ကတော့သူ့အဖေကိုခဏလေးတွေ့ဆန်းဖို့အပြေတာပေါ့လေသူ့မိန်းဖားတွေကတော့ဟိုစိုးရင်နေရတာပေါ့။အော် UL ဟေးကမေးစရာရှိတယ်ဆိုပြီးခေါ်တော့လို့ခေါ်မေးလို့တော့ရတယ်လေ။ဒါပေမဲ့ဟိုမေးပြီးရင်ပြန်လွယ်ပေးနိုင်ရမှာပေါ့။နောက်တစ်ခုကကြာလူမျိုးအမျိုးသမီးတယောက်ကိုနေရာသူရဲ့မျိုးခေါ်ထားတာမေးနေတာကရတာ။ဟိုအဆင်ပြေလို့ ပြင်နေတာပေါ့တော့တို့တို့အနေနဲ့အစွဲရလို့သင်မထားတယ်ဆိုရင်တို့ဒီတို့တို့ထိချုံနေမှာရှိတဲ့တဲထောက်တဲ့အကုန်လုံးကိုတင်းတို့ခွင့်ပြုလို့တင်းတို့ပုံစံမျိုးအကောက်ကိုဆောင်ရှားပေးရမယ်တင်းတို့ပုံစံမျိုးတင်းရုံခွင့်တွေတော့လာခွင့်တွေပေးရမှာပေါ့တို့တို့ကောက်တာပဲရေးတယ်ဒီအမေကြီးရောပဲခွင့်မဲ့သူတို့ရဲ့ဒီအနေရှိတဲ့လူဝဲရှိတဲ့ကိုထပ်ပြောက်ဝင်တဲ့တဲထောက်တွေကိုဥပမာဖက်စင်းရဲ့ဥပမာရှိချောင်းနေဆိုရင်အဲ့ဒါအစိုးရရဲ့လုံရမဝင်နေတာအကျင့်ပြတ်သမားဆင်နေပါဘူး အခုလိုခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးအမြန်ဆုံးပြန်လွတ်နိုင်အောင်နိုင်ငံတကာသတင်းမီဒီယာကောင်စီတွေကိုလည်းအကူအညီတောင်းပြီးတော့လုံနိုင်တာဆက်လုပ်သွားပါမယ်လို့ဆိုပါတယ်။လက်ရှိရခိုင်ပြည်နယ်ဟာစီရေပဋိပက္ခပြင်းထန်နေတဲ့နေမြင့်ဖြစ်တာကြောင့်စစ်တပ်ရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေပြည်သူတွေရဲ့ထိခိုက်နစ်နာမှုတွေနဲ့ပြည့်နေနေတာပါ။ဒါပေမဲ့လေရခိုင်ကသတင်းထောက်တွေသတင်းယူရမှာကတဲ့ချက်တွေများစွာရှိနေပြီးလူလွယ်စွာသတင်းယူခွင့်ပြုတင်တယ်လို့မြေပြင်မှာသတင်းရယူနေတဲ့သတင်းထောက်တယောက်ကပြောပါတယ်။ ြင်းပြင်းသတင်းထောက်ရဲ့အလုံးစုံရဲ့အခြေအနေတွေကြောင့် DPP သတင်းထောက်ကအသံအစာတို့ဖက်ကြားပေးတော့မှာပါမြေပြင်ကွင်းစင်းသတင်းယူတဲ့အခါမှာအ धिक လုံခြုံရေးကစိန်ခေါ်မှုနေရာမှာရှိတယ်။ပြီးတော့အခန့်အသက်တွေလည်းရှိနေတော့အချိန်နဲ့တပြင်းကြီးသတင်းရယူဖို့အတွက်အခက်အခဲတွေရှိနေတယ်။ဥပမာဘုံကျဲမှုဖြစ်စဉ်တစ်ခုဖြစ်တယ်ဆိုရင်အဲ့ဒီနေရာကိုတွားရောက်သတင်းယူတဲ့အချိန်ချက်ချင်းမရယူနိုင်ဘူး။ကန့်သက်ချက်တွေများနေသေးတယ်။ဒါကပြည်သူတွေရဲ့နားမျက်စိတွေကိုပိတ်ထားရရောက်တယ်။ ဒါရီကိုလည်းအရခပြည်သူအစိုးရဘက်ကဖြေလျှော့ပေးတင်တယ်။တရင်ယူဖို့လာရင်သူ့အလုပ်ကိုသူ့အချိန်နဲ့တပင်းကြီးလောက်ခွင့်ပြုဖို့ကိစ္စတွေပေါ့။တဖက်မှာလေ ULA အနေနဲ့သတင်းထောက်တွေကိုဖန်ဆီးနေတာတွေသတင်းရယူပိုက်ခွင့်တားမြစ်ပိတ်ပင်နေတာတွေကိုဖြေလျှော့ဖို့လိုအပ်တယ်လို့ Western New သတင်းဌာနရဲ့အေဒါချုပ်ဖြစ်သူကိုဝနခွန်ညိုကထောက်ပြပြောဆိုထားပါတယ်ရှိခိုင်ပြည်နယ်မှာတော့လက်ရှိချိန်ကတော့တရင်လောက်ကတော့ဆုတ်ရှုတ်မှုတွေအများကြီးရှိနေတယ်။မြေပြင်က သတင်းထုတ်တဲ့သတင်းဌာနတွေအင်တာဗျူးတွေအခါမှာလေ ပေါ်ကနေပြီးတော့ပုတ်ပင်ထားတဲ့အချက်တွေလည်းအများကြီးရှိတာကိုတွေ့ရတယ်ဗောနော်သတင်းတော်တွေကိုမျိုးနာမျိုးစိပိုက်တာတွေကဒီပြည်သူတွေကိုပိုက်တာနဲ့အတူတူပဲဗောနော်အရေးကြီးတဲ့တစ်ချက်ကတော့ဒီဒေတာခန်တွေရဲ့ interview ကိုပေးမဖြေခိုင်းတာဗောနော်ဒါကလည်းအရန်ကိုကျွန်တော်တို့အတွက်စိန်ခေါ်မှုလို့ဖြစ်တယ်ဆိုတော့ကျွဲလင်ကဒီဒီလိုပုတ်ပင်မှုတွေကိုပြန်ရှုရှားဖို့လိုတယ်ပြန်ပြီးတော့စဉ်းစားပေးဖို့လိုတယ်ဗောနော်သတင်းလွတ်လပ်ပွင့်ခွင်းနဲ့သတင်းယူပွင့်ခွင်းတွေသတင်းထောက်တွေပေါ်မှာတင်းတက်ထားတာတွေကိုဖြေရှုပ်ပေးဖို့လိုတယ်ဗောနော်သတင်းယူပွင့်ခွင်းကိုလေဟို အသာစမရှိဖွင့်လဲပေးတာဖို့လိုတယ်ပေါ့နော်အခုဖြစ်ရတဲ့ပတ်သက်လို့အေးရဲ့ပြောရေးဆိုခွင့်ရှိသူဥက္ခဒုက္ခကိုဆက်သွယ်မေးမြန်းထားပေမဲ့လည်းသတင်းထုတ်ပြန်ခြင်းအထိပြန်လေးဖြေဆိုတာမရှိသေးပါဘူးတစ်ဖက်မှာလည်းသတင်းထောက်မှုတွေကိုအမြဲဆုံးပြန်လုပ်ပေးဖို့သတင်းမီဒီယာအဖွဲ့အစည်းတွေကတောင်းဆိုမှုတွေလည်းရှိနေပါတယ်ဒီမိုကရေစီကိုတန်ဖိုးလေးစားတဲ့အာရခတက်တော်အေးရဲ့အနေနဲ့သတင်းမီဒီယာသမားတွေရဲ့အခွင့်အရေးတွေကိုလေးစားတန်ဖိုးထားပြီးမရှိမဖြစ်လိုရတဲ့သတင်းထောက်တွေရဲ့လုပ်ငန်းတွေကို ဆက်လက်လှုပ်ဆောင်နိုင်ဖို့ပံ့ပိုးပေးတဲ့အနေနဲ့ဆယ်နမူနာပြနိုင်မယ်လို့ယုံကြည်ကြောင်းလူလက်တဲ့မြန်မာသတင်းစာစာများအစီအရော IMJA ကထုတ်ပြန်ထားပါတယ်ကျွန်မကေခိုင်ပါ